အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးသုံးသက်ချက်ကနေပြီးပြန်လေပြီးကြုံလိုက်ပါတယ်အဲ့တော့မင်းညာကဘောဝဲပြီးတော့အိတ်သွားတာအခုမှပဲနူလို့ကျွန်တော်ပွဲပြီးသုံးသက်ချက်အခုမှပဲတင်ချက်ပေးတာပါအဲ့တော့တောင်းပန်ပါတယ်ဘောနော်တကယ်ဟိုဒါ share ဟိုဒါ share နဲ့တောင်းပန်ပါတယ်ဘောနော်အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ Chelsea ရဲ့ပုံစံမျိုးအတိုင်းပဲ Chelsea ကိုဆက်ပြီးတွေ့ခဲ့ရတယ်လို့ပြောရင်မမှားဘူးပေါ့နော်။ဆရာကြီး Chelsea အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ရမတ်ဒါကျွန်တော်တို့ကိုးမတ်ဒီတက်လန်းနိုင်မယ်အခွင့်အရေးရှိခဲ့ပေမဲ့တရေတမတ်နဲ့ဒါဂျီနှက်ခဲ့ရတဲ့ပွဲစဉ်ပေါ့နော်။အဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Quarterback ကတော့ဒါကျွန်တော်တို့လက်ရှိသူတို့ရဲ့အိမ်ဝင်းမှာဒါကျွန်တော်ခြေစွမ်းဆိုတာသူတို့နဲ့သူတို့ဘာလုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုတေးသေးချာချာဒါပလန်လုပ်လာပုံရတယ်။ Enzo Morales ကလည်းဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ပြောင်းလဲမှုတချို့နဲ့ဒါပွဲထွက်လာခဲ့တယ်။ Tottenham Hotspur အသင်းနဲ့ပွဲစဉ်ကမတူတဲ့ဒါကျွန်တော် line up ကိုထွက်လာခဲ့ပြီးခန်ဆယ်ပိုင်းကွင်းလယ်ပိုင်းတိုက်ဆက်ပိုင်းတော်တော်လေးကိုပြောင်းလဲတာပြောချင်တာပြ Quarter back ကိုတော့ Quarter back နဲ့တန်နေဒါကျွန်တော်တို့လူစည်းရင်းပုံစံမျိုးနဲ့ပဲထွက်လာခဲ့ပြီးဒါတချို့နေရာမှာဒါ first line up တချို့ကလွဲရင်တော့ဒီနေ့ပွဲစံမှာဒါသူ့ရဲ့ second line up ပုံစံမျိုးထွက်လာခဲ့တယ်အဲ့တော့ ဒီနေ့မှာစိတ်မကောင်းတော့ကရူမီယိုလာပြီးရပါလာပြီးရနေတဲ့ခုလက်ရှိချိန်ဒီဒိုင်ယာတွေနဲ့လုံပန်းတွေကြီးပြီးဒီနေ့ပွဲစံမှာဒိုင်ယာထပ်ပြီးရသွားခဲ့တဲ့အတွက်ကြောင့်မို့လာပြီးရကလည်းရှိမှာဒိုင်ယာရင်နဲ့ထပ်ပြီးတော့လုံပန်းရမယ်အခြေအနေတစ်ခုကိုဆက်လက်ပြီးတော့ရောက်ရှိလာခဲ့ပြန်ပြီလို့ပြောလို့ရတယ်။လက်ရှိမှာ Chelsea ပြည်သက်တွေဒါကျွန်တော်တို့ Jimmy Giddens ကိုကြည့်မရလဲမပြောနဲ့ဆိုတာကိုဒီနေ့ပွဲစံမှာပို့ပြီးတော့အတိုင်းအထက်လို့တွေးရတယ်။ Spa နဲ့ပွဲစံမှာဒါမူပြန်မူမူစီမူပြန်မူစီမောင်းတွေကိုအကြီးအကျယ်ရောင်းခဲ့ပြီးတော့ဒီနေ့ပွဲစံမှာလက်ရှိမှာ performance ပိုင်းက Jimmy Giddens ကိုဘာမှသိပ်ပြီး performance ပိုင်းမထွက်ဘူးလို့ကျွန်တော်အနေနဲ့မြင်နေပါတော့။အဲ့တော့လက်ရှိမှာတစ်ဖက်က လာရရှင်းမှရင်တို့အနေနဲ့ဒါကျွန်တော် counter pressing ကိုမှ counter position နဲ့ပြန်ပြီးကတ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ Quora ဘက်မှာတို့ရဲ့ဒီနေ့ပွဲစမှာအားအဖြစ်ဆုံးကတို့ရဲ့အိမ်ဝင်အားပဲ။ Quora ဘက်ပရိသတ်တွေမှာဒီနေ့ပွဲစမှာတော်တော်လေးကိုညီတယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်တို့ပွဲကြည့်နေရင်လည်းဒါကျွန်တော်ကောင်းကင်ဘက်မှာဒါကျွန်တော်တို့ပရိသတ်တွေကြားထဲမှာဒါကျွန်တော်တို့ flashlight တွေကိုဒါကျွန်တော်အကုန်လုံးပရိသတ်ဘက်ကတော့ဒါကျွန်တော် Quora ဘက်ပရိသတ်တွေဆို Quora ဘက်ဒါကျွန်တော်အနေထားရတာတော်တော်လေးကို အားပေးထားတဲ့နေရာမှာရှိတယ်။ကော်ရပ်တ်နေနဲ့လက်ရှိဒီနေ့ပွဲစဉ်ကြောင့်မို့တာကျွန်တော်တိုတဲဒါကျွန်တော်ရမှတ်အားဖြစ်ဒါကျွန်တော်ခုနှစ်မှတ်သူတို့လည်းရရှိသွားခဲ့ဖြစ်တယ်။ကော်ရပ်တ်တမိုင်းတစ်လျှောက်မှာဒီကယ်၍သူတို့သာဒါကျွန်တော် qualifying round ကိုဒါကျွန်တော် qualifier နဲ့ပဲတက်တက်ဘလူးပဲတက်တက်တက်ခဲ့မယ်ဆိုတာသူတို့ရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးဒါကျွန်တော်ရာသီတစ်ခုဖြစ်မယ်လို့သိရတယ်မှာပါတယ်။တစ်ဖက်က Chelsea တင် Chelsea တင်ကခုနကပြော Tottenham Hotspur တင်ကိုနိုင်ခဲ့တဲ့အသင်းမှာဟုတ်ရဲ့လာဆိုတဲ့ဒါနိုင်ခဲ့တဲ့ခြေစွမ်းမှာဟုတ်ရဲ့လာဆိုတဲ့အပုံစံမျိုးကိုဆက်ပြီးတွေ့ခဲ့ရတယ်။ဒီနေ့ပေါ်မှာဒါခုနကပြောလို့ပဲလက်ရှိမှာဒါ line up ရဲ့ကစားသမားတွေကတော့မတူဘူးပေါ့နော်စပါးနဲ့ပွဲစဉ်ဒါပေမဲ့လက်ရှိ ှိမှာ foundation ကတူနေရမယ်ဒီနေ့ပေါ်မှာဒါဂျာဝဘက်ဒူဆိုလဲဒါဂျာဝဘက်ဒူကို Tyree George ကိုနှစ်ယောက်လုံးကတိုက်စစ်အနေထားရတော်တော်လူအားနေနေတာတွေ့ရမယ်ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးနောက်ပိုင်းမှာ Chelsea အသင်းကဒီနေ့ဆောင်းရသည်မို့လို့လာမယ့်နေရာဒီမှာတေချာတစ်ခုက finisher ကောင်းကောင်းတစ်ယောက်ကိုဝယ်ကိုဝယ်ရတော့မယ်လုံးဝဒါတီတီချက်ချက်ကစားကွက်ကိုဒါခင်းချင်းနိုင်မယ်တီတီချက်ချက်လုံနိုင်မယ်ဒါကျွန်တော်တို့အခြေအနေတစ်ခုကိုဒါကျွန်တော်လုံရမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရကျွန်တော်တော့မြင်တယ်ပေါ့နော်အဲ့တော့တိုက်စစ်ပိုင်းမှာဒါကျွန်တော် finisher မရှိတဲ့ Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်မှာလည်း finishing တွေမှာတော်တော်လေးကိုလိုအပ်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် ော့ Andrew Santos ရဲ့ဂျာခြေစွမ်းပြမှုတွေကိုဆက်လက်ပြီးတွေးကြရတဲ့ပွဲစဉ်ပေါ့နော် Andrew Santos ကလက်ရှိမှာဒါကျွန်တော်တို့ Enzo Mures ကဒါအခွင့်အရေးပေးရင်ပေးသလိုအမြဲတမ်းဂိုးတွေသွင်းပြနေတယ်မှာပါတယ်နောက်တစ်ယောက်ကဒါ Estevao Estevao ရဲ့လက်ရှိမှာကျွန်တော်ကြိုက်တယ်သူစားရောက်ခဲ့တဲ့သူတို့နဲ့သဘောကျတယ်တယ်မှာပါတယ် Club World Cup မှာခဲ့က Estevao တယောက်ဘာလို့ပြမလဲဆိုတော့အကုန်လုံးက excited ဖြစ်ခဲ့ကြပြီအခုလက်ရှိမှာဒီပွဲစဉ်တွေမှာဒါ Shot Estevao ဘာလို့ပြတယ်သွင်းသွားရသွင်းသွားရတော်တော်လေးကိုဒါကျွန်တော်တို့အခြေအနေတော်တော်လေးကိုကောင်းတယ်လို့မြင်တယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ Alejandro Garnacho နဲ့နောက်ပိုင်းပွဲစဉ်တွေမှာဘာကြောင့်မို့ဒါကျွန်တော်တို့ number 1နေရာမှာရတဲ့လဲဆိုတော့ ူပူပြီးတွေ့လာခဲ့တယ်။ဒါဂျမီဂေတန်နဲ့ဆိုင်တော့အလာဟာဒိုဂါနာချိုကရွေးချယ်စရာပူပြီးတော့ကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတာကိုတော့လုံးဝငင်းစရာမရှိဘူးဆိုတာလေဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးတွေ့ခဲ့ရတဲ့မှာပါတယ်။ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာအဖြစ်နောက်တစ်ခုတွေ့တာအန်ဆိုဖာနန်ဒက်စ်နဲ့မွိုက်စ်တိုက်စီဒူတာကွင်းလည်းမမပါဘူးဆိုရင်တော့ချယ်စီရဲ့အရန်ကွင်းလည်းကတော်တော်လေးကိုအားနေတယ်ဆိုတာကိုလည်းဆက်လက်ပြီးပြသခဲ့တဲ့ပွဲစဉ်ပွဲလို့မမဘူးလို့မြင်တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာနောက်တစ်ခုကတော့ကျွန်တော်တို့ကန်ဆယ်ပိုင်းနဲ့ဂိုးသမားထပ်ပြီးပြောစရာလေးထပ်ပြီးဖြစ်လာခဲ့တယ်။ရောဘတ်ဆန်ချက်ဆိုပါတော့ဒါတော့ဝန်နိုင်မယ်။ပြောစရာလေးရဆက်ပြီးရှိခဲ့တယ်။အရီစီဂျင်းကဒါသူ့ရဲ့ဒါကွန်ပိုနန့် ိုင်းပဲ receiver ချင်းကတော့ receiver ချင်းဆက်ပြီးဖြစ်လာအောင်လို့ပြောတယ်ဒါပေမဲ့ဒီနေ့ပေါ်မှာ quarterback ကိုချီချူတယ် quarterback နဲ့ဒီနေ့ပေါ်မှာသူတို့လှုပ်တင်လှုပ်ထိုက်လှုပ်တက်တာတွေအကုန်လုံးလှုပ်ပြသွားခဲ့ပြီ Chelsea စီကနေပြီးတော့တမတ်ရယူသွားနိုင်ခဲ့တာကအင်မတန်မှချီချူးစရာကောင်းတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့100%မြင်မိတယ်ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော် Chelsea ဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့ပေါ်စံကနိုင်ခဲ့တဲ့ပုံစံဒီနေ့နိုင်နိုင်စံနိုင်မယ်ဆိုရင်တော့ qualifying round တော့မဟုတ်ဘူးဒါလက်ရှိမှာတခါတည်းဒါနောက်ဆင့်ကိုတက်လို့ရမယ်အခြေအနေတခုကိုရောက်သွားမယ်အခြေအနေကနေပြီးတော့လက်ရှိမှာတော့ကျွန်တော် Chelsea တက်က9မှတ်နဲ့တူတာတော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမယ်အဲ့တော့ ကျဆင်းတဲ့ဘာဒီဘလို့လုပ်ငယ်ဆိုဆက်ပြီးတော့စောင့်ကြည့်ရမယ်ဒီထားမှရှိတယ်လို့ပြောရင်းနဲ့ပဲနောက်ဘွဲတစ်ဘွဲကိုကူးလန်အောင်နောက်ဘွဲတစ်ဘွဲလက်ရှိမှာဒါကျွန်တော်တို့ Manchester City တင်းစီးတဲ့နဲ့ဒီကျွန်တော်ပြောခဲ့လို့ပါတယ်ဒါကျွန်တော် Facebook နဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့ဒါကျွန်တော်တို့ natural habitat အရာဒါပြန်ပြီးတော့ pick up ပြန်လုပ်လာခဲ့တယ်ဘောတော့ pick up ပြန်လုပ်လာတဲ့အချိန်မှာ Foden နဲ့ Reinders နဲ့နှစ်ယောက်ကသူတို့ကသူတို့နှစ်ယောက်လုံးက complement ဖြစ်တယ်ဆိုတော့ကျွန်တော်ခဏခဏပြောလို့ပဲ Foden ဘာလို့ပြန်ကောင်းလာလဲဆိုတဲ့အဖြစ်က Reinders ရှိလို့ပဲ။ဒါပေမဲ့သတိထားမိလားမနစ်က Foden ဘာလို့မကောင်းလဲဆိုတော့ခင်ဗျားကျွန်တော် example ပြောပြမှာပေါ့နော်။ ဂိုင်းမရှိတဲ့နှစ်မှာဖိုဒန်နဲ့နဲ့ပြန်ကြဘာလို့ဖိုဒန်နဲ့တွဲကစားမယ်စန်တာမီဖီကောင်းကောင်းတယောက်လိုတယ်ဖိုဒန်ကသူဘယ်လိုလုပ်ရမလဲဘာလို့ဖိုဒန်ရင်ဒါကျွန်တော်တို့ရူကသူဟာ တော့အတက်ကင်ကိုအဓိကသွားနိုင်တယ်ကစားမှာဆန်နာမီဖီကိုသူကူလို့ရမယ်သူဒီဆန်နာမီဖီကိုဒါအရန်ကြီးအားသွားတယ်ကစားမှာမဟုတ်အဲ့တော့သူ့ရဲ့အတက်ကင်မီဖီဆန်နာဖော်ဝတ်ဆန်ဆန်ပလေးမူဗ်မန့်ကြီးအရန်လာတယ်ဒီနေ့ပွဲစဉ်မှာသွင်းသွားတဲ့သွင်းကိုနှလုံးလုံးကတော်တော်လေးကိုစောက်ထားကြတဲ့သွင်းကိုတွေလို့ပြောလို့ရတယ် low driving shot တွေကိုမှတော်တော်လေးကိုလှပတေတက်လုံးနေဒါကြောင့် low driving shot တွေလို့မြင်လို့ရတယ်မှာပါတယ်အဲလင်ဟာလန်ကတော့သိပြီးပြောကြမှုသူလုံနေကြလုံတဲ့မဲ့သူကိုယ်ကြီးသွင်းသွားတယ်ဒီနေ့ပွဲစဉ်မှာအဖေကရှင်းရှင်းလေးပါဒါကြောင့်မန်ချက်စတာစီးတီးကဒီထက်တောင်တာဂိုးပြတော့ကျွန်တော်တွေ့နေရတာခုနှစ်လုံးနဲ့ရှစ်လုံးကြားရှိမယ်ဒါကိုပဲဒါတေ သေးချာချာဒါကိုမဖန်နိုင်ဘူးဆိုရင်ဒီနေ့ပွဲစမှာအနည်းဆုံး City အသင်းက9 6လောက်အိတ်ထဲကိုထည့်သွားနိုင်မယ်အနေထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော် Riders နဲ့ Fulham ရဲ့ complement ဖြစ်နေမှုတွေကအင်မတန်မကောင်းတယ်တေချာတကူကဒီနှစ်ယောက်တည်းကတယောက်ဒဏ်ရာမရလို့မရဘူးဒါခုနကပေါ့လက်ရှိဒါ City အသင်းရဲ့ form ရထပ်ပြီးတော့တူးတက်ချင်တယ်ဆိုရင်တော့ Fulham နဲ့ Riders ကိုလက်ရှိဒါကျွန်တော်နီးပြဖြစ်တဲ့ Guardiola ကတော့နည်းနည်းလေးထိထိသိသိနဲ့စော့မှရမယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရမှာမြင်တယ်ဒါပေမဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Rudy မရှိပေမဲ့ Nico Gonzalez တယောက်ဒါတာဝန်ရမ်းချီလာခဲ့တယ်လို့မြင်တယ်ရူ ဒီလောက်မကောင်းဘူးဆိုတာမှန်ပေမဲ့အကယ်၍ညပြောချင်တာပေါ့နော်ရွှေဘုံလုံးရထားတဲ့ DM ပြောက်တော့တောင်းတန်လူကကောင်းမှာမဟုတ်ဘူးဒါခမ100%အဲ့စကားကိုကျွန်တော်စကားကိုဒါပေမဲ့ Nico Gonzalez အနေနဲ့ကျွန်တော်မြင်နေတွေ့နေမြင်ဘူးသမျှတွေ့ဘူးသမျှ DM တွေထပ်ပို့ပြီးကောင်းတာကိုခမလက်ခံလိုက် ဒါဘုံမွေလည်းလက်ရှိမှာကျွန်တော်တို့ဒါဒီကျွန်တော်တို့တင်မှာ DM ရှိရသူများတင်မှာ DM ရှိကျွန်တော်လက်ရှိဒါဘောလုံးပွဲတောက်လျှောက်ကြည်လာနေတာဒီကိုကွန်လာလက်ဆော့တဲ့ DM ပုံစံမျိုးဒါ single pivot အနေနဲ့ဆော့နေတဲ့ပုံစံမျိုးမှာတော်တော်လေးကိုကောင်းတယ်လို့ပြောဒါမှမဟုတ်တစ်ခါတစ်ခါ Matthew ရဲ့နူနာဒီ Queen လည်းဒီဝင်ကူတာလေးကိုလည်းကျွန်တော်ကြိုက်တယ်လို့မြင်တယ်နောက်တစ်ခုက O'Reilly O'Reilly နဲ့ဒါကျွန်တော်တက်ကြည့်လေကြည့်လေတက်လေတက်လေဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။သူ့ကစားဘောက်ကသူ့ဒီလူအဲ့ရင်ရှေ့ဆုံးမှရှိရတယ်။မလူအဲ့ရင်လည်းနောက်ဆုံးမှပြန်ရှိတဲ့နေထားမှရှိရတယ်။ဒါပြောချင်တာသူ့ရဲ့ heat map ကအင်မတမကြောက်ဖို့ကောင်းတယ်။အသက်ရွယ်နေမလိုက်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ ဘူရူရှာဒေါ်မွန်နေတဲ့မန်ချက်စတာစီးတီးကိုဘယ်နေရာမှာမရှင်နိုင်ခဲ့တာကိုတွေ့ရမယ်။ကိုသမလက်ပုတ်မတက်ဒီနေ့ပေါ်သမပုတ်ထုတ်တဲ့အဓိကတွေ့ခဲ့ရတယ်မှာပါတယ်။ဒါပြည်တွင်းလီမှာဒါအချင်းပြေနေပါတယ်ဆိုတဲ့ဒါကြောင့်အသင်းသင်းကိုလက်ရှိမှာတို့နေနဲ့စီးတီးသင်းကဘာဆက်လုပ်ပြနေဆိုတော့လုပ်ပြနိုင်ခဲ့ရတယ်မှာပါတယ်။ကျွန်တော်ပါစနယ်ပရီဖရက်မှာဆိုတော့ save you နေနဲ့ left wing တစ်ဆိုင် right wing လေးကပူကောင်းတာကိုပူမြင်မိတယ်။ခါတိုင်းထက်ပူပြီးဒါကျွန်တော် outlet ဒီ output တွေပူများတဲ့ Jeremy Doku ကိုဒီနေ့ပေါ်သမပူတွေ့ခဲ့ရတယ်။ Jeremy Doku ရဲ့ဒီနေ့ပေါ်သမတယောက်ကျော်ပြီးပေးပို့သွားတယ်ပေးပို့မှုရတယ်တော်တော်လေးကိုဒါအထာကျတယ်ပေးပို့မှုလို့မြင်နေတယ်။ဒါပေမဲ့ဒီနေ့ပေါ်သမဒါဒီနေ့ show က ာလာလုံးဝလာ4ပဲနဲ့ Rinder ဆွေးရဲ့ပွဲစဉ်မှာတကယ်ကိုဒါကျွန်တော်တို့ဒီနှစ်ယောက်ကဒါ Premier League ရဲ့ဒါကျွန်တော်ဂျူကိုမကြခင်ဖြစ်ဖို့အတွက်ရာခိုင်နှုန်းများလာတယ်ဒါကျွန်တော်လက်ရှိမှာ City အသင်းအနေနဲ့လက်ရှိ Pep Guardiola အနေနဲ့ဒီနှစ်ယောက်ကို Train the thing ဆော်မရမှာနှစ်ယောက်ထဲတစ်ယောက်ဒါဒဏ်ရာလို့မရရင်ဒီထားမှာရှိတယ်ပြောချင်တာ4နဲ့ Rinder ဆိုနှစ်ယောက်တော်တော်လေးကိုမိုက်လာပြီ ဒီတယောက်တယောက် analog လုပ်ပေးတဲ့ movement ကလည်းအသင်းအတွက်ဘယ်လောက်ထိ impact ကြီးမားမလဲဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမယ်အဲ့တော့ဒီနေ့ပေါ်စံမှာတိတ်ပြီးတာကျွန်တော်မြန်မာစာပြောကြမှာဒီနေ့ပေါ်စံမှာဒေးရဆူပါလို့ကောင်းကောင်းမွန်နာရခဲ့တယ်ဒါကျွန်တော် minute နည်းငယ်ပဲဝင်ဆော့ခဲ့တယ်ဒီနေ့ပေါ်စံမှာဒါကျွန်တော်တို့ရခဲ့တဲ့ minute မှာရခဲ့တဲ့ performance ပြခဲ့တဲ့နောက်တစ်ယောက်က Ryan Shaki Ryan Shaki နဲ့ဒါနောက်ပိုင်းဒီ queen လေးပိုင်းပါဗောနော် Foden ဒါကျွန်တော်တို့ Rodrigo ဆိုပြီး Foden ဘယ်သူက Rinders Shaki ဒီသုံးယောက်ရဲ့ trio မှာဒါကျွန်တော်လက်ရှိဒါ ဂွာဒီလာနီနဲ့သူ့အတွက်ကတော့အရန်လူစင်းတောင့်တင်းတဲ့ပုံစံမျိုးဖြစ်သွားခဲ့ပြီတဖြည်းဖြည်းနဲ့အဲ့တော့ဒီနှစ်မှာစီတီသင်းဝယ်ထားတဲ့လူတွေကတကယ်ကိုကောင်းမွန်နေဆိုတာကိုဆက်လက်ပြီးစီတီသင်းကပြသနေစေဖြစ်တယ်လို့ပဲပြောပြရစီပေါ့နော်အဲ့တော့နောက်တဲ့တပွဲပြောအောင်နောက်ဆုံးတပွဲအဲ့တော့လီနီယာကတော့ဝယ်နိုင်တဲ့နောက်ဆုံးပွဲမှာဒါကျွန်တော်ဒီနေ့မှာကျွန်တော်ယူကာဆယ်ပွဲမကြည့်လိုက်ဘူးပေါ့နော်အဲ့ဒါကလပ်ဘရူဂိန်းနဲ့ဒါဘာဆိုနာပွဲကြည့်ဖြစ်လိုက်တယ် ကလပ်ဘရူဂေနဲ့ဘာစနာပွဲမှာဒါကလပ်ဘရူဂေရဲ့နံပါတ်6ကဒါတော်တော်ကြီးကိုကောင်းတယ်လို့ပြောရဲ Forbes တင်တယ်တော်တော်ကြီးကိုကောင်းတယ်ဘာစနာအသင်းအနေနဲ့ highline ကိုသူကောင်းကောင်းကြီးနားလည်ထားတယ်သူထွက်သွားခဲ့တဲ့ moment ၃ခုရှိတယ်၃ခုလုံးကိုသူ့အနေနဲ့လုံးဝလုပ်ခဲ့အဲ့တော့သူ့အနေနဲ့ဒီနေ့ပွဲစမှာ5ပေါက်သာပိုတက်ခဲ့မယ်ဆိုရင် Forbes ကိုယ်တိုင်ကဒါ hat trick သွင်းလို့ရနိုင်တဲ့အခွင့်အရေးရှိတယ်လို့မြင်တယ်ဒါကျွန်တော်ပွဲကြုံမှာပြောခဲ့လို့ဘာစနာအသင်းနဲ့အလွန်ကျွန် highline လုံးကိုတစ်ခုတစ်ခုအပြေရှာရမယ်လို့မြင်တယ်အပြေမရှာဘူးဆိုတော့ဒီတိုင်းပဲသွားအောင်ပေါ့လက်ရှိမှာဒါကျွန်တော်ဘာစနာအသင်းဒီနေ့မှာ Champion League ဒါကျွန်တော်တို့ဖလားရဖို့ဆို တဲ့ quarter final တော့မှအကယ်၍ဒီလိုမျိုးတက်ကျွန်တော် highlight နဲ့ဆွတ်ဆွတ်ဆော့နေမျိုးတော်တော်ကြီးကိုမလွယ်မဲ့အနေအထားမှာရှိတယ်ကျွန်တော်အနေနဲ့ပုံကိုကြီးရမြင်တယ်။ဘာကြောင့်ဒီလိုပြောလဲ club brugge လောက်သွားတာရှင်းရှင်းနဲ့ဒီပုံစံတမျိုးစံတို့ဥပ္ပဒါတုံးလို့လုံးသွားတာ သုံးခုလုံးဒီပုံစံကြီးပဲလုပ်သွားတာဘာစနာတင်တဲ့ဒီနေ့ပွဲစမှာလမိန်ရမဲဒါကျွန်တော်တို့ခြေစွမ်းပြမှုနဲ့တူတာကျွန်တော်တို့ equalizer ကြီးတော့ပြန်ပြီးရတယ်ဒါကျွန်တော်ကွင်းလယ်မှာဒီနေ့ပွဲစမှာပက်ဒရီတို့ဒါကျွန်တော်တို့ဂါဗီတို့မပါပေမဲ့ဒါကျွန်တော်ဖာမင်လူဘတ်စကဆာတို့တို့အိုဆူနေနဲ့ပြန်လဲပြီးတဲ့တွေတော့တွေ့ရမှာဒါပေမဲ့ဒီနေ့ပွဲစမှာပြန်ပြီးကြည့်မယ်ဆိုရင်လမိန်ရမဲကတော့ကျွန်တော်တို့ walk it like a dog ပေါ့နော်ဒါကျွန်တော်အပြောနဲ့အလုပ်နဲ့ညီတဲ့ခြားတိတရားကိုဆက်လက်ပြီးတွေ့ခဲ့တယ်အသက်ရွယ်နေမှာဒါကျွန်တော်အမှန်တမ်းပြောရမယ်ဆိုတော့ဘာစနာတင်ရဲ့ဒုတိယအသင်းကိုတော့တော်တော်လေးကိုကြိုက်တယ်လမိန်ရမဲနဲ့ကျွန်တော်ဖာမင်လူဘတ်စတာချိတ်သွားရလုံပေါ့နော် တော်တော်ကြီးကိုမိုက်တယ်ဒါကျွန်တော်တို့လမင်းရမဲရတာနှစ်ယောက်လောက်ကိုကြော်တဲ့အချိန်မှာဖာမီလိုဘတ်ကနောက်ပေါက်နဲ့ပြန်ထုတ်ပြီးတယ်ဖာမီလိုအဲ့ကျွန်တော်တို့ဒါလမင်းရမဲကကန်ချပါတော်တော်လေးကိုဒါ ဟိုမိုက်တဲ့တွင်ကိုတကူလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်တို့မြင်မိတယ်။ဒီနေ့ပေါ်မှာဒါကုနာပေါ်မှာတဖက်ရတာကျွန်တော်နံပါတ်6နေရာမှာဆော့နေတာကျွန်တော်တို့ Forbes ကတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်။ဒီနေ့မှာဒီရရပေါ့နော်သူကနံပါတ်6နေရာနံပါတ်9နေရာ9နေရာ Center Forward ဖြစ်နေပြီ Forbes က Right Wing နေရာမှာဆော့နေတာတွေ့ရမယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Body Eric Garcia Aruhoman တို့မြောက် Forbes ရောက်တဲ့တကယ်အယူလုံသွားနေကြတာကိုတွေ့ရမယ်။ဒီကစားသမားကဒါကျွန်တော်လက်ရှိမှာအသက်ရွယ်ပလောက်ဆိုနှစ် of course ဒီဒီတပည့်အကောင်းဆုံးကစားသမားလို့တော့ပြောလို့ရမယ်နေထားမှရှိတယ်။ကစားသမားကဒါ Portuguese နိုင်ငံသားကျွန်တော်တို့ဒါ market value ရစနစ်သားတော့22နှစ်ပဲရှိသေးတယ်အဲ့တော့လာမယ့်ဒါကျွန်တော်ယာတီတွေမှာဒါကျွန်တော်တို့ကျွန်တော်တစ်ချိန်က Gurasi နဲ့ Surya Sek Gurasi ကဒါကြောတိုက်စစ်မှု Gurasi နဲ့ပတ်သက်ပြောခဲ့တယ်လို့ပဲ Carlos Fop ကိုလည်းဒါကြောလက်ရှိမှာအသင်းကြီးတွေတစ်ချိန်ချိန်မှာစိတ်ဝင်22နှစ်ပဲရှိသေးတယ်တော့ကြောင့်မလို့ဒါသိပြီးပြောလက်ရှိမှာဒါသူ့နဲ့ Belgium Pro League မှာလည်းဒါကျွန်တော်တို့ကိုးပွဲကစားဆိုအဲကိုးပွဲကစားထားတဲ့နှစ်ကိုးသွင်းပြီးသုံးကိုးဖတ်တာဒါကြောင့်မဆိုးဘူးပေါ့နော်ခြေတိတ်နေနဲ့ မိုက်တယ်အဲ့တော့ပါပဲအေးပေါ့22နှစ်ငါတို့ကချာတိတ်လို့ခေါ်ရပြီအဲ့တော့အဲ့တော့ဒီနေ့ပွဲစဉ်တွေကတော့ကြီးကောင်းတဲ့ပွဲစဉ်တွေဖြစ်ခဲ့ပေမဲ့တော်ဟိုလိုလိုဒီလိုလိုကတော့ဘာဒီမန်ကိုမသိခဲ့ဘူးလို့ပြောလိုက်အောင်မလီဟာချာတိတ်ကမန်စီးတီအကယ်ဒမီကွာအိုးအေးပေါ့စီးတီအကယ်ဒမီကတော့စီးတီအကယ်ဒမီပါပဲနော် CD Academy တဲ့ဗျ CDU 18ငါလည်းခုမှကြည့်ရ CDU 18မလေ okay 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 လောက်ပါဘာလို့ပဲကိုတရှိချင်နေဆိုရင်တော့ youth sport media 3.0နဲ့ဒီ voice တော့မှကျေးလို့ဆိုပေါင်းကိုညွှန်ပြရပါတယ်မြန်မာလေကလစ်ဖုန်းမမိကြပါနဲ့ဗျမြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုတမာရေးကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြရပါဗော Devo ဗျ